ရိတ်သက်တဲ့သိန်းဆန်ကွင်းတဲ့စီမံကိန်းကိုချပြပြီးနိုင်ပိုင်းအတွင်းမှာပဲပရိသတ်တွေရဲ့ဆန္ဒပြခြင်းကိုခံလိုက်ရတဲ့မန်ယူပရိသတ်များလုံးပဲမေ့လာပါခင်ဗျ Regulator ဘက်ကတော့ကွင်းတဲ့တီဆော့ဖို့အစီအစဉ်ကိုချပြလိုက်ပြီလည်းဖြစ်ပါရင်ဒီကွင်းတဲ့တီကပရိသတ်အုပ်ရဲ့တသိန်းအထိဝင်ဆန့်သွားမှာလည်းဖြစ်ပြီးခံမှန်းကုန်ကြေးပေါင်း1ဘီလီယံလောက်အထိရှိနိုင်မှာဖြစ်ပါရင် ပုံမှန်အတိုင်းသာဆိုရင်တော့10နှစ်လောက်ကြာအောင်တည်ဆောက်ရဖို့ရှိတဲ့ဒီကွင်းတည်ကြီးကိုအပေါ်ပိုင်းထုတ်လုပ်မှုတွေကိုကြိုတင်ပြုလုပ်ထားခြင်းဖြင့်၅နှစ်အတွင်းပြီးစီအောင်တည်ဆောက်သွားနိုင်ဖို့အတွက်လည်းရည်မှန်းထားပါတယ်။ Brexit တို့ကကွင်းတည်ကြီးတည်ဆောက်မယ်လို့အများသူကတန်တရားဝင်ချပြလိုက်ပြီးတဲ့နောက်တိတ်မချခဲ့ပါပဲ။ဒါပေမဲ့အသင်းရဲ့ပြည်သူတွေကကွင်းတည်ကြီးနဲ့ပတ်သက်လို့ဆန္ဒထုတ်ဖော်မှုတွေပြုလုပ်ခဲ့ကြပါတယ်။လွန်ခဲ့တဲ့လပိုင်းကနေစလို့ Brexit တို့ကရောကိလေသာတို့ကပါပြည်သူတွေကတောက်လျှောက်ကိုဆန္ဒပြလာကြပါတယ်။ ဒီကအပြင်လက်မှတ်ဇင်းတို့နဲ့တိုးမြင့်ကောက်ခဲ့နေတာနဲ့ပတ်သက်လို့ပြည်သက်တွေကမကျေနပ်ကြတာဖြစ်ပါတယ်။အခုဆိုရင်ကွင်းသစ်စီမံကိန်းကြီးကိုမန်ယူဘက်ကတရားဝင်ချပြလိုက်ပြီးတဲ့နောက်သိမ့်မကြခင်မှာပဲမန်ယူပြည်သက်တွေကကွင်းသစ်ကြီးတိဆောက်တဲ့အပေါ်မှာဆန္ဒပြခဲ့ကြပါပါတယ်။အခုလိုဆန္ဒပြရခြင်းအဓိကအကြောင်းရင်းကတော့မန်ယူအသင်းရဲ့ကွင်းသစ်ဒီဇိုင်းဟာ ကလပ်ရဲ့အမြင့်တွယ်နေတဲ့အမွေရည်နဲ့ရိုးရဒလေးတွေနဲ့အားဖေးတဲ့ပရိသတ်တွေကိုချိန်ဆနိုင်မှုအပိုင်းတွေမှာအတော်လေးကိုအားနေလို့နေလို့မန်ယူပရိသတ်တွေကပြင်းပြင်းယူဆနေခဲ့ကြတာဖြစ်ပါတယ်။ဒါကြောင့်လည်း1958ခုနှစ်မန်ယူစစ်သူများအဖွဲ့ကဥဆောင်ပြီးကွင်းတေကြီးကိုဆန္ဒပြခဲ့ကြပါတယ်။ဒီကြောင့်လည်းပတ်သက်ပြီးအဆိုပါအဖွဲ့ကထုတ်ပြန်ကြေညာထားမှာတရားထက်သာမှုစိတ်ခံစားမှုနဲ့မျိုးဆက်တွေအဆက်ဆက်ပိုင်ဆိုင်လာခဲ့ကြတဲ့ Old Trafford ရဲ့တန်းတန်းနဲ့သမိုင်းဝင်အနှစ်သာရကိုဒီကွင်းတေကြီးရဲ့ဒီဇိုင်းထဲမှာထည့်ပေါင်းထားခြင်းရှိပါ။အခုရေးဆွဲထားတဲ့ကွင်းတေဒီဇိုင်းက ဘောလုံးကွင်းတစ်ခုနဲ့မတူပဲဖျော်ဖြေနေရာတစ်ခုနဲ့ဗိုလ်တူနေပါရင်ကွင်းစဉ်ဒီဇိုင်းဟာကလပ်ရဲ့အလုံသမားလူဒန်းစားစင်းမြင့်နဲ့ယခုမျိုးဆက်တွေအထိပြန့်နှံ့နေတဲ့ fan space ရဲ့အမှတ်အသားကိုလေ့လာရှိပါရင်အတဲကိုဂုံပြူပြီးဒေသခံအတိုင်းဝိုင်းနဲ့နှောင်ကျိုးကိုခိုင်ခန့်စေနေသော United ရဲ့အမွေအနှစ်ကို20စုနဲ့ပေါင်းများစွာသတ်မှတ်ထိန်းသိမ်းခဲ့ကြတဲ့သူတွေရဲ့နှလုံးသားကိုကင်းကွာစေတဲ့အရာတွေကိုဦးစားပေးပါတယ်လို့ထည့်သွင်းရေးသားထားပါတယ်။ ဘောလုံးကွင်းကွင်းဆိုတော့ဘောလုံးဂုံသိက္ခာဒလေထုံးတန်းတွေကိုလက်ကင်ချဖို့လိုပြီးဒီကွင်းသိက္ခာဒီဇိုင်းမှာဒီအချက်တွေဘာတစ်ခုမှမရှိဘူးလို့လည်းအစိုးရမန်ယူချစ်သူများဖွဲ့ကမှတ်ချက်ပြုထားပါတယ်။ခီးသွားတွေကိုဆဲဆောင်နိုင်မယ့်နေရာတစ်ခုဆိုတာထက်ဘောလုံးကွင်းကြီးရဲ့ခန်းနာကြီးကျယ်မှုကသာခီးသွားတွေကိုဆဲဆောင်နိုင်ရမယ်လို့စိုးရအဖွဲ့ကပြောထားပါတယ်။ ကွင်းတွေကြီးတိဆောင်းဖို့နဲ့ပတ်သက်တော့အချိန်ကြာမြင့်စွာဆန္ဒပြခဲ့ကြပြီးတော့ဒီကွင်းတွေကြီးတိဆောင်းမဲ့ brand champion ကိုမန်ယူနေနဲ့ဘယ်ကနေရရှိတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့လည်းပြည်သက်တွေကသိရှိနေကြပါရင်တကယ်လို့ချင်းဝင်ရောက်ပြီးတော့ကွင်းတွေကြီးကိုတိဆောင်းမယ်ဆိုရင်တော့ဒီအချက်ကအသိအပေါ်မှာပုံပေါ်နေမွန်းသွားစေနိုင်မှာကိုပြည်သက်တွေကစိတ်ကူနေကြပါရင်ဒါမျိုးရှိမှလည်းတာဒကာတစ်ခုရှိခဲ့ပြီဖြစ်ပါရင်ဘာစီလိုနာကလူကန်ကွင်းကြီးတက်ပြန်လဲတိဆောင်းဖို့အတွက်စီစဉ်ခဲ့ကြပါရင်အသင်းကရသမျှပတ်စံတွေအားလုံးကိုအဆိုပါကွင်းတွေတိဆောင်းရေးတဲ့ကိုပဲဘာကာကထည့်ဝင်စိုက်ထုတ်ခဲ့ပါရင်ဒီချိန်မှာကိုဗစ်ပြဘာလိုက်ဖြစ်သွားခဲ့တာကြောင့်စီးပွားရေးလည်းလည်းမထူနိုင်အောင်ဖြစ်သွားခဲ့ရပြီးအသင်းရဲ့ဘန်ဒါရဲ့အခြေအနေတွေကလည်း ပြီးမှရရက်ခဲမှုရရှိလာခဲ့ပါတယ်ထို့ချင်းဒီနယ်ဖာကာကဆိုဝါတန်တွေကိုခန်းစားနေကြခြင်းဖြစ်ပါတယ်ဒါကြောင့်အခုကွင်းတီတီကိုချင်းဝေရယူပြီးတော့တီဆောင်သွားမယ်ဆိုရင်မန်ယူကဒုတိယဘာစီလိုနာဖြစ်သွားမယ်အရင်နဲ့ပတ်သက်ပြီးမန်ယူပရိသတ်တွေကစိတ်ပူနေခဲ့ကြတာဖြစ်ကြောင်းပါဒီကွင်းတီစီမံကိန်းနဲ့ပတ်သက်လို့ပရိသတ်တွေကရောဘယ်လိုများချင်းချင်းယူဆမိကြပါသလဲလူ위တို့ရဲ့အမြင်လေးတွေကိုလည်းကွန်မန့်ကနေမျှဝေပေးသွားခဲ့ကြပါအောင်ခင်ဗျာအဆောင်လေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်